Hello အားလုံးပဲမင်္ဂလာပါ United ရှူကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ပါ Manchester United နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ပြည်သက်တီးကြားထဲမှာတော့နီးပြားတို့ကစားသမားတို့နဲ့ပတ်သက်ပြီးအာကျွန်တော်အခြေအနေမကောင်းဘူးဆိုနီးပြားကြောင့်အခြေအနေမကောင်းဘူးဆိုကစားသမားကြောင့်ပါညာကျွန်တော်တို့သာညင်ညာခုံညတာတွေကျွန်တော်ရှိတယ်ပေါ့လေ။ဆိုတော့ဘာလဲပြောရင်ကျွန်တော်တို့ကနီးပြားတွေရဲ့ အရေးပါမှုတွေကိုကျွန်တော်တို့တော်များတော့လက်လျူရှုလေးရှိတယ်ပေါ့နော်အများကြီးတော့မဟုတ်ဘူးပေါ့ဗျာနီးပြားတယောက်ဘယ်လောက်အရေးပါတယ်လဲဆိုတာလဲအားလုံးလည်းသိပြီးသားပဲဟုတ်တယ်မလားအရေးမပါရင်ဘယ်သူကပတ်စံကုန်ကံပြီးခံရမလဲအဲ့လိုပဲကစားမားတွေကလည်းဟိုချက်ပါတော့အတင်းတိုင်ပတ်တယ်တို့အတင်းကောင်းတယ်တို့ဆိုတဲ့အချိန်ဒီမျိုးမှာဆိုလို့ရှိရင်ကစားမားတွေကြောင့်မဟုတ်ဘူးနီးပြားကြောင့်ဘာညာအဲ့လိုမျိုးတီးတဲ့ရင်ပြောဖို့ကခက်တယ်နောက်ခုစလုံးကတော့ကျွန်တော်အရေးပါတာပေါ့ဒါပေမဲ့လို့ဟိုနီးပြားတွေကဟိုလက်ရှိအတင်းပေါ့နော် တိုင်ပတ်နေတာအတင်းအဆင်ပြေနေတာ ਨੇ ပတ်တယ်လို့ရှိရင် ထင်တာထက်ကျွန်တော်တို့အများကြီးပူပြီးတော့အရေးပါတယ်အခုကျွန်တော်တို့ပြည်သက်တီကြားထဲမှာဆိုလို့ရှိရင်အော်နီးပြားနဲ့ပတ်သက်လို့ရှိရင်ချိန်ပေးရမယ်လို့သိရမှာเนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒါဟိုနီးပြားကိုကျွန်တော်တို့ဒါအပြောင်းလဲလုပ်ပေးရမယ်ဒီကစားမကိုရောင်းရမယ်ဟိုကစားမကိုရောင်းရမယ်ပေါ့နီးပြားတွေနဲ့ပတ်သက်ရင်အချိန်ပေးရမယ်ဆိုတာက100%ကျွန်တော်မှန်တယ်ပေါ့เนาะနီးပြားတယောက်ဟာရီရိုအတော်တွေ့မှာကျွန်တော်ဘာမှမလုပ်နိုင်ဘူးဒီနည်းပြနဲ့ပတ်သက်လို့ရှိရင်အတိုင်းအတာတစ်ခုတည်းတော့ကျွန်တော်လိုအပ်တဲ့အချိန်ပေးရမယ်။တိုးတိုးလေးပဲအဲ့လိုအချိန်ပေးပြီဆိုတဲ့အနေထားအတော်အတွင်းမှာ နီးပြားတယောက်အနေနဲ့ပေါ့နော်အချိန်ပေးရလောက်တဲ့အထိပြည်တယ်မလားဒီတက်တီဘာလုတ်ပြနိုင်လဲထားပါတော့ငါကတော့ဟေးမင်းနေ200ဒီလောက်အချိန်ပေးတယ်ဆိုလို့ရှိရင် လုံးဝဒီအရာကြီးကိုပြောင်းလဲပြစ်နိုင်တယ်ဒါဆိုလို့ရှိရင်တို့ကအဲ့ဒီ200ဒီပြည့်အောင်ဆောင်ရမှာမဟုတ်ဘူးအဲ့ဒီ200ဒီမပြည့်ခင်အတော်တွင်ပေးထားတဲ့အချိန်တော်တွင်မှာဒီနီးပြားကပေါ့နော်ဘာလေးတွေကဘလူးတူးတက်လာတယ်ဘေးကန်တာလေးတွေကဘလူးတူးတက်လာလို့200ဒီလောက်တာအချိန်ပြီးရင်လုံးဝအဆင်ပြေသွားနိုင်တယ်လို့ထင်ရလောက်တဲ့မျက်မြင်သက်သေရှိတယ်လေ ဒါတွေကကျွန်တော်အရေးကြီးတယ်ဗျာကျွန်တော်တို့အခုဆိုလို့ရှိရင်ထားပါတော့ဟိုနီးပြတယောက်ကြောင့်အရာအလုံးပြောင်းလဲသွားတဲ့ကျွန်တော်တို့အသင်းကြီးကျွန်တော်တို့ရှိတယ်ဟိုကစားမားတွေကဗျာနော်ဟိုချက်ချင်းကြီးညံ့သွားတာမဟုတ်ချက်ချက်ချင်းကြီးဝုန်းသူကောင်းလာတာမဟုတ်နီးပြအနေနဲ့အများကြီးရေးပါတယ်အခုကျွန်တော်တို့ Northern Forest ကိုကျွန်တော်ကြည့်ကြည့်ပါเนาะကျွန်တော်တို့ Spurs ကိုကျွန်တော်ကြည့်ကြည့်ပါ Spurs ဆိုလို့ရှိရင် Thomas Frank ကြီး stable ဖြစ်အောင်လုပ်ပြထားနေတဲ့နီးပြတွေမှာကျွန်တော်တို့ပါတယ် ယာဒီကုံတဲ့ခါမှာအဆင့်ဘလောက်ရောက်မလဲเนาะကျွန်တော်သာဘလောက်လဲကျွန်တော်မသိဘူးလို့လောတဲ့မှာတော့စပားမှာကျွန်တော်အပြောင်းလဲတွေလှုပ်ထားတာတချို့လဲကျွန်တော်ရှိတယ်။သို့တော်လည်းပဲကစားမားတွေအများစုသည်ကျွန်တော်တို့ပိုစတီကိုဂလူးလက်ထက်တုန်းကကစားမားတွေကအများစုပဲ။ဒါတော့မှမတော့အရင်ကောင်းမှနေဆိုတဲ့ကစားမားတွေ injury ပြဿနာကနေပြန်ပြီးတော့ကောင်းမလာသေးဘူး။ဒါပေမဲ့သူတို့ရဲ့ကစားပုံသူတို့ရဲ့ဆွမ်းဆောင်ရည်တွေသည် Thomas Frank ရဲ့လက်အောက်မှာအရာအလုံးပြောင်းနေသွားတယ်။အကုန်လုံးအကောင်းကြီးပဲတော့မဟုတ်ဘူး။သူတို့မှလည်းဆိုးတဲ့လက္ခဏာတွေကျွန်တော်ရှိတယ်။အခြေအနေမကောင်းတဲ့အရာတွေကျွန်တော်ရှိတယ်။ ဒါပေမဲ့လည်းလို့ပေါ့နော်ဒီအသင်းဒီ stable ဖြစ်တဲ့အသင်းဖြစ်နေပြီเนาะကျွန်တော် stable ဖြစ်တဲ့အသင်းဖြစ်နေပြီတကယ်အဆင်ပြေတဲ့အသင်းတင်းကျွန်တော်ဖြစ်နေပြီ positive goal လက်အောက်ကလိုမျိုးဆူဆူဝါးဝါးကြီးကြုံရဖို့ကျွန်တော်တို့အနေနဲ့တိတ်အချင်းကြီးမရှိတော့ဘူးဆိုတော့အဲ့ဒါလိုပဲကျွန်တော်လက်ရှိ Northern Forest ကိုကျွန်တော်ကြည့်တဲ့အခါဘာဖြစ်တယ်လဲဆိုတော့ Northern Forest ဒီအခုနီးပြနူနူဆန်တိုးစ်ရဲ့လက်အောက်မှာအရန်ကိုအချင်းကြီးကောင်းခဲ့တဲ့အသင်းတင်းကျွန်တော်ဖြစ်ပြီးတော့ positive goal ရဲ့လက်အောက်မှာကျွန်တော်အကုန်တိုင်ပတ်နေပြီ ။ OC ကိုဂလူဆိုလို့ရှိရင်ရက်30နီးပါးတောင်ယူထားတယ်။ကြားထဲမှာခုနှစ်ပွဲလောက်ကင်တွေထားတယ်။တပွဲမှကျွန်တော်မနိုင်သေးဘူး။ဆိုတော့ဒါဆိုလို့ရှိရင်ဒါ OC ကိုဂလူကတောင် အများကြီးရှိသလားဒါမှမဟုတ်ကစားသမားတွေကတောင်အများကြီးရှိသလားပေါ့။နူနူဆန်ဒိုစ်လက်အောက်တုံးကတော့ Forest ကအရင်ကောင်းခဲ့တဲ့အတင်းတင်းဖြစ်ပြီးတော့လက်ရှိ Postigo Glue လက်အောက်မှာအခြေအနေမကောင်းတော့ဘူးဆိုတာကကစားမားတွေကရုတ်တရက်ဆိုသလို Postigo Glue လက်အောက်မှာစုပ်ပြတ်တတ်တဲ့ကစားမားတွေကျွန်တော်ဖြစ်သွားပြီလားပေါ့နော် ကျွန်တော်တို့အနေနဲ့နော် Morgan Gibbs White တို့ဘလောက်ကောင်းတယ်ကျွန်တော်မြင်တွေ့ခဲ့ရတယ်။ဟို Channel ကစားမတွေဘလောက်ကောင်းတယ်ဘသူတွေဘလောက်ကောင်းတယ် Santos ရဲ့လက်အောက်မှာအင်မတန်မြင်ခဲ့ရတယ်။အခုကျွန်တော်တို့အနေနဲ့ပေါ်တော့ဒီဒီ Postecoglou လက်အောက်မှာဒီကစားမတွေကအကုန်လုံးတိုင်ပတ်ကုန်ပြီလား။နိုင်ပွဲတပွဲမှမရတော့လေ။ကစားမတွေကအရာအလုံးကိုကျွန်တော်အဆင်မပြေတော့တာလားပေါ့။ ော်ဒီနေရာမှာတခုတော့ရှိတာပေါ့နီးပြရရဲ့ idea တွေကျွန်တော်တို့ရှိမယ်နီးပြရရဲ့သူတို့ idea တွေကိုအံဝန်ခွင့်ကြားဖြစ်လအောင်ကြိုးပမ်းတဲ့နီးပြရတွေကျွန်တော်တို့ရှိတယ်ဒါမှမဟုတ်သူတို့မှာရှိတဲ့ကစားမားတွေပေါ်မှာမူတည်ပြီးတော့သူတို့ရဲ့ idea ကိုကျွန်တော်အံဝန်ခွင့်ကြားဖြစ်အောင်လုပ်ရတဲ့ကျွန်တော်အညီကြရဲ့ကျွန်တော်ရှိတယ်ဆိုလည်းရှိ Northern Forest ကနီးပြနှစ်ယောက်ကလုံးဝဘာ place တိုင်းမှမတူတဲ့နီးပြနှစ်ယောက်ဘာချင်းကမှုပုံစံမှမတူတဲ့နီးပြနှစ်ယောက်ကိုအပြောင်းလဲကျွန်တော်လှုပ်လိုက်တယ်ပြဿနာကသူတို့မှာရှိတဲ့ကစားမားတွေနဲ့အံဝန်ခွင့်ကြားဖြစ်နိုင်တဲ့အခြေအနေရှိတဲ့နီးပြတယောက်ကိုခန့်အပ်တာမျိုးမဟုတ်ဘဲနဲ့ ီ Northern Forest မှာ Sandos ကင်တွေ့ခဲ့ဒုံးကပေါ့နော်ကျွန်တော်အနေနဲ့ဒီဘယ်လိုပြောမလဲဒီပြိုင်ဘက်ကိုချင်းခဲ့တဲ့ပုံစံကတစ်မျိုးလက်ရှိပိုစီကိုဂလူးကျတော့တစ်မျိုးဆိုတဲ့အနေထားမှာကစားမအများစုသည် Nuno Santos နဲ့အများဆုံးအံဝင်ခွင့်ကြဖြစ်ထားတယ်ကစားမတွေဆိုတော့လက်ရှိပိုစီကိုဂလူးသွားခြင်းမှာဆိုတဲ့ပုံစံမျိုးနဲ့လုံးဝအံမဝင်ဘူးဆိုတော့ဘာဖြစ်လဲပိုစီကိုဂလူးကလည်းသူ့ပုံစံတိုင်းဆက်သွားတယ်ကစားမအများစုကလည်းကျွန်တော်အံမဝင်ဘူးအဲ့တော့ဒီတင်းကြီးချက်ချင်းတိုင်ပက်ရရောကျွန်တော်တိုင်ပက်ရကိုဆိုတော့ ဟိုနူနိုဆန်တိုစတုံးကကျွန်တော်တို့နည်းနည်းလက်တွေးဆန်တဲ့ဘက်ကိုသူသွားတယ်လက်တွေးဆန်တဲ့ဘက်သွားတယ်ဆိုတာထပါတော့ဗျာသူတို့ဒီအတင်းကြီးမဟုတ်ဘူးသို့တော်လည်းပဲသူတို့မှာရလက်တီကိုကျွန်တော်ပုံဖော်ပေးနေတဲ့ကစားမတချို့ကျွန်တော်ရှိတယ်တော့တကယ်တကယ်အတင်းကြီးတွေနဲ့ရှင်ကစားဖို့ဆိုလို့ရှိရင်တို့ဒီလက်တွေ့ဆန်ဆန်တို့သွားမှရမယ်ဆိုတော့တို့အနေနဲ့ပွဲတော်ဝဲစတဲ့အခါမှာ Northern Forest ကဂိုးတွေပါတယ်အရင်ဆုံးသွင်းဖို့ကြိုးပမ်းတယ်အကယ်လို့မြန်ဂိုးတွေပါတယ်ဥဆောင်ဂိုးတွေကျွန်တော်ရလာပြီဆိုလို့ရှိရင်တို့ပါလုပ်ပလိုက်လဲ mid block ထိုင်ပလိုက်တယ် ကော်မန်ဒါချက်တီကိုဥတည်သွားတယ်ဆိုတော့နူနူဆန်တိုးစ်ရဲ့လက်အောက်မှာ Norian Forest ဒီ position မှာရအနေအတိုင်းတာတကူဒီအရင်နေတဲ့တယ်မှာပါတယ်တိုးတော်လေးပဲရက်လက်ပိုင်းရသူတို့ဒီအရင်ကောင်းနေတယ်မှာပါတယ်ဆိုတော့ဒါဒီ Norian Forest နေနေပေါ့နော်လက်တွေ့စင်စင်ကျွန်တော်တို့ဒီ Nuno Santos ရဲ့ဘက်ကကျွန်တော်တို့သွားတာ Posey Gouglu ကျတော့အဲ့လိုမဟုတ်ဘူးရှုံးနေနေနိုင်နေနေတည်ကြနေနေငါကတော့ဘလို့ပုံစံနဲ့ပဲဖြစ်ဖြစ်ငါသွားမယ်ရှေ့ဆက်ပြီးတော့သွားမယ်ဆိုတော့ပေါ့နော် ဒါဟိုဒီတိုင်းပဲကျွန်တော်သွားတဲ့အခါအခုဘာဖြစ်လဲဘာတပွဲမှန်ကျွန်တော်မနိုင်သေးဘူးကစားမားတွေကလည်းကျွန်တော်အနေနဲ့ဘလို့မှအဆင်ပြေမနေဘူးသူသွားကျင်တဲ့ပုံစံနဲ့ဒါက Nordian Forest ကအဲ့ကျတော့ကစားမားတွေပြောင်းလဲဖို့လိုတာပေါ့ကွာပြောကောင်းပြောလိမ့်မယ်ဒါပေမဲ့လို့လက်ရှိမှာစပါးလုံးကလည်း positive glue လို့အဲ့ဒီလိုပဲ positive glue လောက်အောင်မှာစပါးဟိုစပါးမှာဆိုတော့ကဆိုလို့ရှိရင်အဆင်ပြေအောင်ကစားနေတဲ့သူတွေရှိတယ်တိုးတော်လည်းပဲသူ့ရဲ့ပြိုင်ဘက်ကိုချင်းကတဲ့ပုံစံကြီးကဟို injury ပြဿနာတွေပါနေကြုံနေရပါပြီဆိုတဲ့အခြေအနေမျိုးမှာတောင်းမှာပေါ့နော် ဟိုဟိုတို့ तू တွားသလိုမလုံးနိုင်တဲ့ exam mic နဲ့ဂျုံတဲ့အခါလက်တွေ့မဆန်တဲ့အခါကျတော့ကျွန်တော်တို့အနေနဲ့အကုန်တိုင်ပတ်ရတာပဲ positive ကိုကလူမှာအစင်းစကွန်နဲ့ယာစီတင်းခဲ့ရတယ်လို့ပါလို့ဗျာယူရိုပါလေးပလားတွေတော့ရတာပေါ့နော်ဆိုတော့ဘာဖြစ်လဲဆိုတော့အကုန်တိုင်ပတ်ရတဲ့စပားမှာလေအခုဆိုလို့ရှိရင်စပားဒီမတူညီတဲ့အတင်းဖြစ်သွားပြီ Northern Forest ဒီလည်းမတူညီတဲ့အတင်းဖြစ်သွားပြီဆိုတော့ဒါ positive ကိုကလူညံ့နေပြောတာမဟုတ်ဘူး तू တွားခြင်းနဲ့ပုံစံနဲ့လက်ရှိ तू ကင်တွင်နေရတဲ့ကစားမတွေနဲ့အံဝင်ခွင့်ချက်မဖြစ်တဲ့အခါလက်တွေ့သိမဆန်တဲ့အခါမှာကြုံရတာပဲ တော့ဟိုခုလက်ရှိကျွန်တော်အနေနဲ့ပေါ့နော်အနီးပြဖြစ်တဲ့ Rubin and Modin လဲအဲ့ဒါလိုပဲဟိုအရာအလုံးကတော့စုပ်ပြတ်တက်နေတာမဟုတ်ဘူးဗျာသို့တော်လည်းပဲကျွန်တော်တို့ကပေါ့နော်ဟိုထားပါတော့ကိုကစားမားတွေရဲ့အာသာချက်တွေကိုကျွန်တော်အသုံးမချနိုင်ဘူးနော်ကျွန်တော်တို့အနေနဲ့ကွင်းလယ်မှာဆိုလို့ရှိရင် Bruno Fernandes တို့ out of position ကစားနေရတယ်အာမက်တူတူနီယန်နဲ့သူမကစားနေရဘူးနော်ယူရိုတို့ကျွန်တော်တို့က white center back ဖြစ်ကစားနေရတယ်လူရှော့တို့ center နော် center white center back ဖြစ်ကျွန်တော်ကစားနေရတယ်ဒူဂူတို့လိုမျိုးပေါ့နော် full back ကစားမားတွေကကျွန်တော် wing back ဖြစ်ကျွန်တော်ကစားနေရတယ် ်เนาะကျွန်တော်အနေနဲ့ဟိုဘယ်လိုပြောမလဲတိုက်စစ်ကကစားမတယောက်ကအမြင်ပေါ်တော့ပဲအသုံးချခံနေရတဲ့ဓာမျိုးတွေပေါ့သူတိုင်ပက်တာတွေကျွန်တော်ရှိတယ်ကျွန်တော်4343ကိုပြောင်းဖို့ကျွန်တော်ပြောတာမဟုတ်ဘူးเนาะတကယ်တကယ်ကွင်းထဲကိုကျွန်တော်အနေနဲ့ဟိုထားပါတော့တကယ်တကယ်ရှင်မိုင်ကစားတဲ့ခြေနေမျိုးကျွန်တော်တို့တွားပြီဆိုရင်အထက်က intention တွေနီးပြတဲ့ intention တွေပြပက်ကိုချင်းကတဲ့ပုံစံတွေ system တွေကိုကျွန်တော်တို့ကဖြစ်စေခြင်းကြတာအတိုင်းအတာတစ်ခုကြီးအပြောင်းလဲအရာအလုံးကို100%ပြောင်းလဲဖို့ကျွန်တော်မျှော်လင့်တာမဟုတ်ဘူးဒီနေရာမှာ နိုင်နာတောင်မှပေါ့နော်ပြင်ပြင်အေးစီမနီယာကိုဖြစ်နေ ਉ မယ်တကယ်တမ်းကနိုင်လူကိုကျွန်တော်ပြောတာဘာလို့လဲဆိုတော့ရှုံးတဲ့အခါကျလို့ရှိရင်ပြောဖို့ကောင်းတယ်တိုးတိုးနိုင်တဲ့အခါမှာကျွန်တော်တို့ကပေါ့နော်အရာအလုံး100%အစဉ်ပြေးကြီးနဲ့နိုင်သွားတာမဟုတ်ဘူးဒီပုံစံနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ကြုံလာမယ့်ပြဿနာတွေကနည်းတယ်ဆိုတော့နီးပြားတစ်ယောက်ဒီအတင်းတင်းတိုင်ပတ်နေတယ်ကောင်းနေတယ်ဆိုတဲ့အနေထားမှာအများကြီးအရေးပါတယ်ဆိုတာကိုကိုဆိုလို့ကျင်တာဗျာဒီလားအခုလက်ရှိ Northern Forest 2ဆိုလို့ရှိရင်ကစားမားတွေဘလောက်အပြောင်းလဲဖြစ်တယ်လဲเนาะအီလန်ကာလောက်ပဲကျွန်တော်အပြောင်းလဲဖြစ်ထားတာဗျာဒီလား ဆိုအဲ့ဒါနဲ့နေကျွန်တော်တို့လက်ရှိတလောက်ဒီကြုံတွေ့သွားစရာအကြောင်းမရှိဘူး။ဒါမှမဟုတ်နီးပြပြောင်းလဲထားတဲ့နေထိုင်မျိုးတွေမှာအကုန်တိုင်ပဲ့တယ်။အခုစပါဆိုလို့ရှိရင်နီးပြပြောင်းလဲထားတယ်။နီးပြဟာပူပြီးတော့ဘာလို့ကျွန်တော်တို့ဒါလက်တွေ့ဆန်တဲ့ဘက်ကိုသွားမယ်။ပြီးတာနဲ့ကျွန်တော်တို့ကြစ်လက်မှုကိုဦးစားပေးမယ်။နော်ပြီးတာနဲ့ကျွန်တော်တို့ဘာလို့ stable ဖြစ်တဲ့ဒီချင်းကမှုတစ်ခုကိုကျွန်တော်တို့ဒါလက်တွေ့ကင်ထားမယ်ဆိုရင်အဆင်ပြေမှာပဲ။ဒါကြောင့်ကျွန်တော်တို့နေနီးပြတယောက်ရဲ့ကျွန်တော်တို့အသင်းပေါ်မှာ effort ဖြစ်မှုကိုအဲ့နော်ကျွန်တော်တို့က short ရလို့မရဘူး။ ကစားသမားတွေကတော့တပွဲလာလဲကစားသမားတွေကဘယ်လိုပဲဝါဦးကောင်တွေကဘယ်လိုပဲဝါနောက်တစ်ယောက်ပြောင်းတင်နေနောက်တစ်ယောက်ခေါ်တင်နေကျွန်တော်တို့အနေနဲ့เนาะ range ပြောပါတယ်ဆိုတော့ဟိုဗာလဲ open heart surgery လုပ်တင်နေဘာညာဆိုတော့အရာကြီးကလည်းအခုချိန်ကြီးလက်ကင်ဆွေးနေကြတော့မယ်ကျွန်တော်တို့အနေနဲ့ဗောနော် open heart surgery လည်းလုပ်လာတာလည်းကျွန်တော်ကြားပြီးမှားရင်းတဲ့အလုပ်တွေဖြစ်ပေမဲ့လည်းလို့ပေါ့လေเนาะကျွန်တော်ခေါ်ထားတဲ့ကစားသမားတွေလည်းအပြောင်းလဲလုပ်ထားတဲ့ကစားသမားတွေလည်းမနေတော့ဘူးဆိုတော့အသင်းအနေနဲ့ကျွန်တော်နီးပြတယောက်ရဲ့ဗောနော်ကျွန်တော်တို့ပြည်သက်ကြီးကြားထဲမှာအံဝင်ခွင့်ကြားဖြစ်မှုအရေးပါမှု နော်ကျွန်တော်ပြိုင်ဘက်ကိုချင်းကဲမှုပုံစံအရာကျွန်တော်တွားမှုပါတယ်ဒါတွေအကုန်လုံးကိုချွတ်တွက်လို့ကျွန်တော်မရဘူးညပြသည်ကျွန်တော်တို့ဘောနော်အများကြီးကျွန်တော်တို့အတင်းရဲ့လက်ရှိကြုံတွေ့နေရတဲ့အတော်တွေမှာအရေးပါပါတယ်နော်လက်ရှိအတင်းဆိုးနေသည့်ဖြစ်စီကောင်းနေသည့်ဖြစ်သည့်ဖြစ်စီညပြသည်အခန့်ကဏ္ဍအများကြီးကနေကျွန်တော်ပါဝင်နေတာနော်ဆိုတော့ညီကိုညီကိုရောကျွန်တော်ဘယ်လိုမြင်ရလဲဆွေးနွေးကြပါဦးအားလုံးကိုချစ်သူများကြီးဒီမှာလေး